ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror Myanmar Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စိုက်ဆီယာမှာနုနေရေးသားထားတဲ့လိုင်းနဲ့လေနဲ့မုန်တိုင်းနဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာဖြစ်လို့အားပေးနားဆင်ကြည့်ကြပါဦးခင်ဗျာမြေလေးပန်းဆိုတဲ့အယောင်ဖြူဖြူပွင့်ဖက်ပြွပြွနဲ့ရနတ်မွှေးလာတဲ့ထိုးပန်းကလေးကိုအင်းငိန်တိတ်ချစ်တယ်ပုံမှန်တရံကရိုးရှင်းပြင်မဲ့လဲသူ့ရဲ့ရနတ်ကချီအီမွှေးပြန့်လွန်လာတယ် အင်းကြီးတို့အိမ်မှာလူတရက်ခန့်ဆင်ကြီးနဲ့ထိုးတင်ထားရတယ်။မျက်လေးပင်နှစ်ပင်ရှိပါတယ်။ထိုးပင်တွေကအင်းကြီးရဲ့ကျေးဇူးရှင်တွေလို့ပြောရင်လည်းမမှားပါဘူး။ဘာလို့လဲဆိုတော့မျက်လေးပန်းတွေကဝါဆိုဝါကောင်ကစပြီးပဇောင်းမုံးလကောင်ကန်တီမရမနာပွင့်ချတာကြောင့်ထိုးပန်းကလေးတွေကအင်းကြီးရဲ့ကြောင်စည်အတွက်တစ်ဖက်တစ်လမ်းကအထောက်ကိုအများကြီးပြုတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။အင်းကြီးရဲ့အင်းကြီးဖဖမေရဲ့ခေါ်တဲ့ကြောင့်မျက်လေးပင်ကိုရေလောင်းရင်ပန်းခုနေတဲ့အင်းကြီး နောက်ဖေးစီလာခဲ့တယ်။အေးငိမ့်မှမေမေမရှိတော့ပဲ။ဖေဖေကတော့ဟိုတလောကပဲနောက်ရင်တောင်ပြုတ်သွားတာမကြသေးပါဘူး။အေးငိမ့်ကိုတော့မေမေဆုံးမစဉ်ကလေးကဘွားကြီးဖြစ်တဲ့ဖဖမေကခေါ်ယူကြွေးမွေးခဲ့လေတယ်။ဖဖမေကမေမေထက်ကအမဖြစ်တဲ့ကြီးကြီးရင်နဲ့တူနေထိုင်ပြီးနှစ်ယောက်စလုံးကမိတဆိုးလေးဖြစ်တဲ့အေးငိမ့်ကိုတနာကယူနာပိုကချစ်ကြပါတယ်။နောက်ဖေးကိုရောက်လာတော့ဖဖမေကပင်မောသီးကိုခူးနေပါတယ်။ ပေ40 60ရှိတဲ့ဘောဘမေရဲ့အိမ်ဝိုင်းထဲမှာအိမ်ဆောက်ထားတဲ့နေရာကလွယ်တိမ်လုံးကြီးပါ အပင်တွေနဲ့ပြည့်နေနေပါတယ်ဩဇာတင်းမောရဲယိုမလကဇီးယူတေးရဲစတဲ့တီးပင်များရှိတယ်လို့နှင်းစီစပယ်ကြက်ယုံမြက်လေးတနခါတိခွာယူစနာတို့လိုရနမွေပန်းများလည်းရှိတာကြောင့်အင်းငိမ့်တို့အိမ်လေးမှာမနက်စောပိုင်းဆိုရင်နှင်းစီစပယ်မြက်လေးကြက်ယုံစတဲ့ပန်းရက်နဲ့တွေနဲ့ထုံရင်မှုေ့ပြက်နေတတ်ပြီး နေ့လေနေဘူးဘူးအချိန်မှာတော့တနခါပယင်းနှင်းတို့ကလည်းအေရှိကနေဖြတ်သွားတဲ့သူတွေကိုပါစိတ်ကြည်လင်လန်းဆန်းစေပါတယ်ဖဖမိကပင်ဆိုင်ဝါဒနာပါသူဖြစ်ပြီးအရက်ခေါ်လက်စိတ်ရှိသူလည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဖဖမိလက်နဲ့ထိသမျှစိုက်သမျှအပင်တွေကရှင်သန်ထွားကျိုင်းတာကြောင့်ဖြစ်ပါတယ်အေးငိမ့်မှလည်းလူမမသိခင်ကလေးကပင် အပင်တွေနဲ့အတူကြီးပင်းခဲ့ရတာကြောင့်ထင်ပါတယ်အပင်တွေချနေရတာကိုပျော်ရှင်နေတတ်ပါတယ် ဆိုင်လိုက်တဲ့အပင်ကလေးတဖြည်းဖြည်းကြီးလာတာကိုကြည့်ရင်ပီတိဖြစ်နေတတ်တယ်။အဖိုးငုံကလေးများပလာပြီဆိုရင်တော့ခဏခဏပြေးကြည့်နေမိတာအမောပါပဲ။ယော့ဒါကိုជីជីဝင်းတို့အိမ်သွားပေးလိုက်။နိုင်ရဲ့လားဖဖမေကခက်ជីជីလှလှအလုံးတလုံးကိုပေးရင်ပြောတယ်။ជីជីဝင်းဆိုတာကအေးငိမ့်တို့တချံကျော်ကဖဖမေရဲ့သမီးလက်ဖြစ်ပါတယ်။ဖဖမေပြန်လာရင်အင်းငိမ့်လက်တလုံးစားမယ်နော်။ချာလေးတိလိထုတ်ရင်ပြောတာ တင်မောဒီကိုပိုက်ပြီးပြေးသွားလေရဲ့။ဘာစေးမှမတုံးပဲအပင်မကတဘာဝအတိုင်းမဲ့တဲ့တင်မောဒီပင်မဲ့ရတာကိုအင်းငိန်ကောင်းကောင်းသိနေရဲ့။ဒီအပင်ကအသီးကအသားထူပြီးအစိလဲနဲပါတယ်။ဖွားဖွားမေးအသီးတွေခူးရင်အင်းငိန်ကအိမ်စားဖို့ဆိုပြီးအလောတကြီးခြံယူထားတတ်ပါတယ်။ ready made စားစရာတွေနဲပါတယ်။ကြီးလက်ရွာလေးမှာနေရသူတွေဖို့တော့အသီးနဲ့များကသာတေးစားဖြစ်ပါတယ်။ကြီးကြီးဝင်း ကြီးကြီးဝင်းကြီးကြီးဝင်းတို့ကကုံစုံဆန်ကြီးတစ်ခုဖွင့်လှစ်ထားပြီးအတန်ငယ်ချောင်းလေရသူများဖြစ်ပါတယ်။ဘာလဲအင်ရှင်ကနေဩနေရအိမ်ထဲလာခဲ့ပါလားအလုံးလုံးနေကြတာဟာကြီးကြီးဝင်းရဲ့အမျိုးသားဖြစ်တဲ့ဦးမိုးနိုင်ကစိုင်ဝါကထွက်ပြီးငေါ့တယ်လို့ပြောလိုက်တာကြောင့်အင်းကြီးဇက်ကလေးပုကအိမ်ထဲဝင်လာခဲ့တယ်။အမှန်ပြောရရင်ကြီးကြီးဝင်းကသဘောကောင်းပေမယ့်ကြီးကြီးဝင်းအမျိုးသားကအနှဲငယ်စိတ်ပုတ်တယ်လို့ထင်မိတယ် ကြီးကြီးဝဲမှာတမီးနှစ်ယောက်ချီပြီးအင်းငိမ့်တဲ့ရှောင်းနှစ်ခွနနှစ်ခန့်ကြီးလာကြောင်းအပြိုတွေဖြစ်နေပါပြီတခါတလေကြီးကြီးဝဲကဟင်းတွေမို့နေခေါ်ပေးရင်လေဦးမိုးနိုင်ကမျက်နှာတိတ်မကြည့်တတ်ပါဘူးအိမ်ထဲကိုဝင်လာတော့ကြီးကြီးဝဲကမိဖို့ဆောင်ပေးမှာအသားတွေလှီးနေတယ်ကြီးကြီးဖဖမေကတင်မော်ဒီပေးခိုင်းလိုက်လို့အေးအစပွဲဝတ်တင်ထားလိုက်ညီလာနဲ့တော့ပဲနေ့လေကျဟင်းလာယူနော်ကြီးကြီးအမဲသားချက်တွေတိလာဟုတ်ကြီးကြီး အင်းချင်းပြောသွားပြီးခုံပေါက်ကထွက်လာခဲ့တယ်။အမဲသားကိုအင်းချင်းတိတ်ကြိတ်တာကြောင့်ပါ။အသားငါဈေးကြီးလာတဲ့အတွက်အင်းချင်းတို့အိမ်မှာအသားရင်ချက်ပြစ်တာကနည်းပါတယ်။ဒါဟုတ်တဲ့ကြီးကြီးဝင်းကအသားရင်ကောင်းကောင်းချက်ရင်အင်းချင်းတို့အိမ်ကိုတစ်ခွက်ပေးလို့ရှိပါတယ်။အင်းချင်းလားဒီလိုလောင်းခဏအင်းနေကခေါ်တဲ့ကြောင့်အင်းချင်းခြေလန်းတွေရက်တန့်သွားတယ်။မမခိုင်ရဲ့အတံပဲကြီးကြီးဝင်းမှာကီသွေပိုင်နဲ့ကီသွေခိုင်လို့ခေါ်တဲ့တမင်းနှစ်ယောက်ရှိပါတယ်။ မမပိုင်က10တန်းဖြစ်ပြီးမမခိုင်က6တန်းပါရုပ်ရည်အရင်မလှပြင်မယ်မျက်နှာကြည်ကြည်မျက်လုံးကြည်ကြည်နဲ့ပြုံးရည်ကနေတက်တဲ့မမပိုင်ကိုအင်းကြီးမကြောက်ပင်မဲ့လေရိုးရှိုးသလောက်အပေါက်ဆိုးတဲ့မမခိုင်ကိုတော့အင်းကြီးကြောက်ပါတယ်ညီပါလို့ဆရာရှိသေးလေဟိုဖဖမိကပင်တွေရေလောင်းခိုင်းနေတာမမခိုင်အဲ့ဒါနောက်မှဆက်လို့ငါပြောမယ်ရွာထိတ်ကဖနက်ဆိုင်အစ်စ်ဖွင့်ထားတယ်တိလားဟို အဲ့နားမှာမေးပြီးသွားဒီလိုအနားပေါ်မှာငွေရောင်လေးတွေကွက်ထားတာအောက်ကအမဲလေး F နဲ့တရားဝင်ခဲ့ပိုတာညီးယူလိုက်အမေမသိစီနဲ့ကြားလာမမခင်ကစာအုပ်ပေါ်မှာဖနက်ပုံဆွဲပြရင်ပတ်စံ3000ကိုထုတ်ပေးတယ်ရွာထိုင်းတဲ့အိမ်ကသွားပြန်နိုင်ဝဲခံကြပါလေနေမြင့်နေရင်လဲအင်္ဂလိပ်စော့နေရထင်ပြီးဖဖမေကစူလိုက်မယ်ဒါပေမဲ့မတက်နိုင်ပါဘူးဖဖမေစူမှာထဲမမခင်ရဲ့လက်ကပိုကြောက်ဖို့ကောင်းတယ် ြန်လာမှပဲဖဖမေကိုအချိုးကြောင့်ပြောရပြီတော့မယ်။တင်မောဒီပို့ရင်စော့နေတာလားအင်းကြီး။ဖဖမေကတစ်ခွတ်ပင်နေကိုရေဖျိုင်းကမေးလာတယ်။မဟုတ်ဘူးဖဖ။မမခိုင်ကခိုင်းလို့ပါ။အော်အေးအေး။ကြီးကြီးရင်ပြန်ရောက်နေပြီ။ညီအတွက်မုန်းလက်ောက်ကြော်ဝဲလာခဲ့တယ်တဲ့။သွားသွားစားကြည့်။ကြီးကြီးရင်ကမြို့ကထဲတွေကိုရွာထဲမှာလပင်းနဲ့လှည့်လေရောက်ရပါတယ်။ တားမင်းမြောက်တုံးကစားစိမြတာရှိပေမဲ့လေအင်းကြီးရောက်လာပြီးတဲ့နောက်မှာတော့ကျောင်းစိအတွက်ပါပူရှာဖို့ကြိုးစားရပါတယ်အရှားတူတူမတွေရှိပေမဲ့လေအင်းကြီးကညီမငယ်ဆုံးလေးရဲ့တူဦးတဲ့တော့ရိုးဆက်ကလေးဖြစ်တဲ့အပြင်လူမမသိခင်ကလေးကမိတဆိုးလေးဖြစ်ခဲ့ရတာကြောင့်တနာကယူနာများပူရပါတယ်ကြီးကြီးရင်နေကင်းကြရင်ကြီးကြီးဝင်းကမဲသားရင်လာယူတဲ့ မော်လကောက်ကြော်တွေကိုပလုပလောင်းဝိုင်းကနေပြောတော့တမီးစားဖို့ပဲပေးလို့ပြောနော်ဒီနေ့ကြီးကြီးရင်တို့ကတသက်လို့နေမို့ပါလို့ဟုတ်ကြီးကြီးရေရှိုးရမှာလားတမီးတစ်နှခါသွေးလိုက်မယ်နော်အေးပါအေးပါကြောက်ပြင်းကိုရေးဆေးပြီးတစ်နှခါတော့ကိုနန်းကြီးလိုက်တယ်ဒါကအဖြူပွေးအဖြူပွေးကအမွှေးရင်နဲ့ပို့ပြီးအဝါပွေးကလိမ့်လိုက်ရင်ပိုလာပေမဲ့လေရန်နက်ကနဲတယ်လို့ထင်ရပါတယ် ထို့ကြောင့်အင်းကြီးတဲ့နခါတွေ့ရင်အဖြူပွေးနဲ့အဝါပွေးရောနောက်ကလိမ့်လေးရှိပါတယ်။တွေးနေရင်ထွက်လာတယ်။ဖြူဖြူမူမူတဲ့နခါအနစ်လေးတွေကိုကြည့်ရင်တရှင်းလေးညီကဆက်သွေးနေပါတယ်။အင်းကြီးကပန်းတွေကိုချစ်တယ်။တရှင်းတွေကိုကြိုက်တယ်။ဆက်ရောလူကနုံညံ့အေးချမ်းလာတာကြောင့်အေးအင်းကြီးဆိုတဲ့နာမည်ကလေးကိုဖဖမေကရွေးချယ်ပေးထားခဲ့ပါတယ်။နာမည်ကလေးအေးပြီးဘဝလေးလေးအင်းကြီးစီကျင်တာပါပဲလို့ ဟိုမမေကမကြခဏပြောတတ်လေခဏနေတော့ဖွားမေနဲ့အင်းနေရေရှိုးကြပါတယ်အင်းကြီးတို့ဒေသကရေရှားပါတာကြောင့်ရေကအချိန်လည်းမရတတ်ပါဘူးမိုးရံဒီမှာရွာသမျှရေတွေကိုအုတ်ခံကြီးကြီးတဲကစူဆောင်းထားရပါတယ်ကြားအချိန်တွေမှာတော့ရွာထိပ်မှာရှိတဲ့တခုတည်းသောဆက်ရည်တွေကရေကိုရေစီလဲများနဲ့ဝယ်ပြီးတုံးရလေရေဖွားမေကတက်ရလာပြီးဖြစ်တာကြောင့် အုတ်ကန်တွေကအေးဆက်နေတဲ့ခြေကိုဓာတ်ရိုက်မရှိဘဲမနှက်စောကလေးကအုတ်ကန်တွေကခြေကိုစင်းဟိုးတွေနဲ့အင်းကြီးကိုယ်တိုင်ထည့်ပေးထားရပါတယ်။ခြေဆိုးတဲ့အခါဖဖမေနောက်ကျောင်းမှာခြေတွေကိုအင်းကြီးကတွန်းပေးပြီးကရမတ်နဲ့တပြူတွေကိုသွေးပြီးလိမ့်ပေးရင်ဖဖမေကငါမေးလေးအသက်ခြေပါစေအနာကင်းပါစေဆိုဆုံးမလွယ်ကူတဲ့လိမ့်မရင်ကြီးတဲ့အမျိုးသမီးကောင်းလေးဖြစ်ပါစေဆိုပြီးဆူတောင်းပေးတတ်ပါတယ်။ ထိုအခါမြို့မှာအင်းကြီးကဖမမေကလည်းတထင်းမကြီးကြီးဖြစ်ပါစေလို့ဆုတောင်းပေးလေအင်းကြီးကတထင်းမကြီးဖြစ်ရှင်တာထိုသူပြောတဲ့အခါဖမမေကအင်းကြီးရဲ့သပင်တွေကိုအသားရတက်ပေးရင်ပညာတတ်ကြီးဖြစ်သွားပြီဆုံးမစကားနားထောင်နေလိမ္မာရင်ကြီးတယ်ဆိုရင် ချမ်းသာလာမှာပေါ့တထင်းမကြီးဖြစ်ပြီးမလိမ္မာပဲမိုက်ရရင်တမိချမ်းသာတာလကားဖြစ်မှာပေါ့စိတ်ကောင်းကောင်းထားပြီးလိမ္မာရင်တမိလိုချင်တာရရလာလိမ့်မယ် ထို့သို့ပြောလိုက်ရင်အင်းငင်းကရောင်တောက်နေတဲ့မျက်ဝန်းကလေးများနဲ့ဟောပားမေကိုငေးကြည့်နေတတ်ပါလေ။ခောက်ပါလေ။အင်းငင်းကပညာတတ်ကြီးလည်းဖြစ်ရှင်ပါလေ။နာမည်ကြီးဆိုတော့တယောက်ဖြစ်တာပတ်စံအများကြီးရပြီ။တတိမကြီးလည်းဖြစ်ရှင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့ဖောပားမေနဲ့ကြီးကြီးရင်ကိုမြို့ပေါ်မှာတိုက်ကောင်းစားကြီးနဲ့ထားရှင်သေးတာကြောင့်ပဲဖြစ်ပါလေ။အင်းငင်းဟဲ့အင်းငင်းမမခိုင်တန်ကြောင့်အင်းငင်းတွန့်ကနေဖြစ်သွားတယ်။ဘာဖြစ်လို့ပါလဲ။ ခဲကောင်မငါခေါ်နေညီမကြားဘူးလားကြားကြားပါတယ်မမခိုင်တမီးဝစ်လဲနေလို့မမခိုင်ကလက်ထဲမှာမဲသားပကံကိုကင်ထားပြီးအင်းကြီးကိုပြောနေခြင်းမှာအမေမသိပါစေနဲ့လို့ညီကိုမှားလိုက်တာမိနေရလားမမိပါဘူးမမခိုင်ရဲ့တမီးမမကိုမတွေ့လို့တစ်လာတယ်ထက်ခဲ့တာပါအေးညီထက်ကောင်လို့အမေကတွေ့ပြီးငါ့ကိုစူးနေပြီကောင်မဘာတော့မှမကြောက်ဘူးပတ်ဆိုင်ကြယူခြင်းနဲ့ကဲဟဲ ပြောပြောဆိုဆိုနေအင်းငင်းကောင်းခောက်လိုက်တဲ့ဖြင့်မျက်နှာလေးချုံမဲ့သွားလေအလကားကောင်မကြော့ဟင်းမမခိုင်ကဟင်းပကံကိုလက်ထဲထိုးတဲ့ကပေါက်ဆက်ပေါက်ဆက်နဲ့ထပ်သွားလေအင်းငင်းကတော့မျက်ရည်တို့ဝိတ်တီကမမခိုင်ကိုငေးကြည့်နေမိတယ်ဒီလိုမျိုးတစ်ခုခုခိုင်ပြီးအမြဲဘဝင်မကြတတ်ပါဘူးအပြစ်ရှာပြီးစူပူကျိမ်းမောင်းနေမထင်မထင်လို့ခေါင်းကိုခောက်တတ်တယ်ဘိုက်ခောက်ကိုနာနာလိန်ဆွဲတတ်သေးတယ် လူမန်းတိလာကလေးကမမခိုင်ခေါ်မှာကိုအင်းငိန်ကြောက်နေပြီးတော့တယ်ဒီနေ့ဟိုဘက်ရကဖမမရဲ့သမီးတွေလာမယ်ဆိုတာကြောင့်တအိမ်လုံးတန့်ရှင်းလို့ရတယ်ဧည့်သည်များအတွက်ထမင်းရင်နေချမ်းစသည်တို့စီစဉ်ရတယ်သမီးများထဲမှာတယောက်ကတော့အတော်ရှမ်းသာတယ်လို့ဆိုပါတယ်အင်းငိန်ကတော့တည်တည်ချာချာမတွေ့ဘူးပါဘူးခဏကြာမှာတော့အင်းရှိကိုခဲရောင်မှန်လုံကားကြီးတစ်စီးထိုးရလာပါတယ်ဖမမရဲ့မျက်လုံးကလေးရဲ့အယောင်တောက်သွားတာကို အေးငိမ့်တတိထားမိလိုက်တယ်။မလာစဖို့သမီးများအလေလာတာကြောင့်ဖဖမေပျော်နေချပေးတယ်။ကားပေါ်ကစတိုင်ကြကြဝှစ်စင်လာတယ်။ဦးလေးကြီးလင်မယားနှစ်ယောက်နဲ့အန်ဒီကြီးတယောက်ကအရင်ဆင်းလာပြီ။အပြူမမနှစ်ယောက်ကအေးငိမ့်တဲ့အနေငယ်အတတ်ငယ်တဲ့ကောင်မလေးတယောက်ကိုရှိကဆင်းလာကြလေတယ်။ဘသူတွေကဘလို့တော်လဲဆိုတာကိုအေးငိမ့်မသိပါဘူး။သိလဲမသိလို့အနေငယ်လူရှုပ်တယ်လို့ခံစားရတဲ့အခါမျိုးဆို နောက်ဖေးဘက်မှာရှိတဲ့ဇီးပြုတ်ပြင်အောင်မှာသွားထိုင်ပြီးအေးလူလူအယုတ်ထိုင်ဆွဲနေတတ်ပါတယ်။ဟောလာကြပါပြီ။ဖမမီကရေရေ ပြုံးပြုံးနှုတ်ဆက်တော့ဦးလေးကြီးကအလုပ်တွေကဘလို့မှလက်မရလို့အမေကြီး။ဟောဒါကမမိုးသမီးလေးလား။တရင်တနည်းမတိဘူးတဲ့လူများမို့မျက်လုံးဝိုင်းသားနဲ့ကြည့်နေတဲ့အင်းငင်းကိုလက်ညှိုးထိုးကမေးလေ။ဟုတ်ပါဒီနေ့ဆို၄နှစ်အောင်ရောက်ပြီလေ။ ဦးလေးကြီးလင်မယားကပြုံးယုံမြပြုံးပြီးတန်လျားတွေမှာဝင်ထိုင်လိုက်တယ်။ထို့နောက်အန်ဒီကြီးကအမေနဲ့ရင်ဝင်းကတော့မမိုးကျေးဇူးတွေဆက်နေရတာဘောဆိုပြီးခက်မဲ့မဲ့ပြောလေတယ်။ဘလို့အိဗယ်တက်ရောက်တယ်ဆိုတာကိုအင်းရင်ကောင်းကောင်းမသိသေးပေမယ့်ကောင်းတဲ့စကားမဟုတ်မှန်းတော့ကြီးကြီးရင်ကွက်ကနဲ့မျက်နှာပြတ်သွားတာကိုကြည့်ပြီးအင်းရင်တိလိုက်တယ်။ဒါလေးကကြော်နိုင်သမီးလေ။ထိုအန်ဒီကြီးကဆက်ပြောပါတယ်။ကောင်းမလေးကအင်းကြီးကိုမြင်တော့ပြုံးပြတယ် အင်းကြီးလည်းပြန်ပြီးပြောပြလိုက်တယ်။ဟဲကျော်တန်သမီးတော်ဒီရွယ်ရောက်နေပြီလား။လာပါဦးဖဖကြီးစီကိုလာ။ဖဖမေကလက်ရက်ခေါ်တော့ကောင်းမလေးကရှေ့ကိုတိုးလာတယ်။ဘူတူးလေးဗတ်စားမလဲ။လာလာတီတီစုကြွေးမယ်။တီတီပေါင်ပေါင်မထိုင်အပြူရွယ်မမနှစ်ယောက်ထဲကခက်ပိန်ပိန်တယောက်ကပြောပြောဆိုဆိုနေကောင်းမလေးကိုကောက်ရှိလိုက်ပြီ။လက်ကလည်းမုန်းနေကိုယူပါအတင်းကျွေးနေတယ်။ထိုမြင်ဝေးကိုမြင်တော့အင်းကြီးရင်ထဲဝမ်းနေသလို လက်ကနေခန်းစားလိုက်ရလေတယ်။အင်းငိမ့်ဘောကမှလူမန်းတိကလေးကအမေမရှိပါဘူး။ရှိခဲ့ဖေကလည်းနောက်အိမ်တော်နဲ့တရွတ်တရရှိခင်ကျင်တာခံရတာမျိုးတွေဆိုတာအင်းငိမ့်ဘောကမှမရှိခဲ့ဘူးတဲ့အရာများပင်ဖြစ်ပါရဲ့။တခါတလေဖွားဖွားမေကဂရုတစိုက်ရှိရင်လေကြီးကြီးဝင်းတို့ဝမခိုင်တို့ကငေးမော့မင်းငော့ကပြောတတ်ပါတယ်။မင်းချင်းတူတူပတ်လိုက်တယ်ဆိုတာကတမျိုး။မြောက်စားနေလိုက်တာဆိုပြီးတဖို့အမျိုးမျိုးပုံပုံရွယ်ဆောင်ပြောဆိုတတ်တာကြောင့် ဖဖမေခင်ဗျာမလဲသူတို့ရှိဆိုရင်ပြပြဝဝမရှိရဲရှာပါဘူးအနာမှန်ရှိတဲ့လူတွေ ਨੇ ဘာမှမဆန်တယ်လို့ခန်းစားရမြေရလာတာကြောင့်အင်းငိမ့်နောက်ဝေးစီကထွက်လာခဲ့လေ အမှန်တိုင်းဝေခံရမယ်ဆိုရင်စင်ရဲ့ကြီးကိုမမှုပင်မဲ့လဲရံဖန်ရံသာမှာမိဘရဲ့ချစ်ခင်ကျင်နာမှုလိုမျိုးနှွေးထွေးကျင်နာမှုတွေကိုတော့အင်းငိမ့်လိုချင်မိလေတယ်ဖဖမေကရှိကြတော့လေအင်းငိမ့်ပိုင်မဟုတ် အမေမဟုတ်ဘူးဆိုတဲ့ခန်းစားချက်ကိုမမခိုင်နေជីជីဝင်းတို့က ရှင်ဘတ်ထဲရောက်အောင်ရိုက်ထည့်ပေးထားတဲ့အတွက်ယနေ့လိုမြင်ဝဲမျိုးတွေမြင်လာရင်ကြည်ကွဲဝမ်းနေရတတ်မြင်ဖြစ်ပါရဲ့မမဘာလုပ်နေရလဲစောစောကကောင်မလေးကနောက်ဘေးကိုလိုက်လာပြီးဘေးဘီကိုကြည့်ပါမမကရုပ်ဆွဲမလို့လေကြည့်ချင်လို့လားအင်းချင်းကခက်ပြုံးပြုံးဖိတ်ခေါ်တော့ကောင်မလေးကနားမလာထိုင်နေမမတိရွတ်ကြီးခုပြီးကစားကြရအောင်လေအင်းဒီဘင်ကရွတ်တွေတော့ခူးလို့မရဘူးနော် မမကြီးရိုက်လိုက်မယ်လာမမနောက်လိုက်ခဲ့မမနဲ့မမီကအမျိုးတော်မှာပေါ့နော်ကောင်မလေးကလည်းမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မောကြည့်ပြီးမေးနေတယ်တော်တာပေါ့ပါလေမတော်ရင်မစော့ချင်လို့လားဟီဟီဟုတ်ပါဘူးနောက်ကြလေလာလေချင်လို့လာခဲ့နော်မမအမြဲတမ်းရှိတယ်ခဏကြာမှာတော့ပူတူးလေးပူတူးလေးရေဘယ်ရောက်နေရလဲစိုးစိုးကခပ်ပေမယ့်မကပြူးပြူးပြပြနဲ့နောက်ဖေးစီရောက်လာလေရဲ့ အမလေးတဲရီဘွက်တွေနဲ့စော့နေရဲ့ညစ်ပတ်ကုံတော့မှာပဲခါဝင်တွေလည်းစိုးကုန်ပါပြီပူတို့ရဲ့လာလာထိုမကအင်းငိမ့်မင်းနာကိုလည်းမကြည့်တလို့အင်းငိမ့်ရှိတယ်လို့ပင်တီးပုံမပေါ်ပဲသူပြောချင်တာတွေတတို့ပြောက ကောင်မလေးကိုကောက်ရှိသွားလေရဲ့ထိုကမကောင်မလေးကထိုမကြီးနဲ့ဘလို့တော်ဆက်တယ်ဆိုတာကိုအင်းငိမ့်စိတ်ဝင်စားလာရတယ်။အော်တော်တော်ရှိကြတာပဲအဲ့တယ်များပြန်သွားလေမှာအန်ဒီကြီးနှစ်ယောက်က ဟောမမေရဲ့သမီးများဖြစ်တာကိုသိခဲ့ရပြီးအမနှစ်ယောက်ကတော့နောက်မှဆင်းလာတဲ့အန်ဒီကြီးရဲ့သမီးများဖြစ်ကအေးချင်းနဲ့ညီမဝမ်းဝဲတော်တယ်လို့ကြီးကြီးရင်ကပြောလေဒါဆိုဟိုကလေးလေးကရောရင်ကြော်နိုင်ဆိုတာအအူးလေးကြီးတို့သားပေါ့အန်ဒီနာမည်ကနုနုဝဲနဲ့ကြီးကြီးရင်တို့သမီးမမေတို့ထက်အကြီးပေါ့ဟိုအန်ဒီကအကြီးဆုံးလေကြီးကြီးဝဲနဲ့မှတ်ထားနော်ဟွန်း မီးကိုလည်းသူတို့ကဂိမ်းမဆိုင်ပဲမသိကြပါဘူးခုဟာကအကလေးလေးကို အရန်တဲတဲလုံနေကြလို့ဘာတော်တာလဲသိကြရုံပါတော်တော်ရှိကြတာနော်အင်းချင်းကတော့ဖဖမင်းနဲ့ជីជីရင်ကိုသိရင်လုံလောက်ပြီပဲဟာပန်းတည်နေတဲ့ជីជីရင်ရဲ့လက်တွေလေထဲမှာခိတ္တမက်ရက်တန့်သွားပြီမုံမိုင်းသောမျက်ဝန်းတွေနဲ့အင်းချင်းကိုငေးကြည့်နေလေကျောင်းဖွင့်တဲ့ရက်တွေမှာအင်းချင်းပြောတယ်စာကိုလည်းစူးစမ်းတယ်အိမ်လုပ်တွေကိုလည်းမလစ်ဟင်းရလေအောင်လုပ်ပါတယ် အသက်၁၀နှစ်၄တန်းနှစ်မှာကလေးကရေငှက်ရှဲ့ရတဲ့သမီးဟုကိုအင်းကြီးကောင်းကောင်းဆက်တက်နေပါပြီ။ဖဖမေသမီးကြောင်းသွားပြီနော်။ပြောပြီးတာနဲ့လွဲကိုကောင်းဆုတ်ကလူကလမ်းမပေါ်ရောက်နေလေပြီ။ဟဲ့ဟိုကလေး။အော်မဘူးမယူသွားဘူးလား။ဖဖမေကအော်ဟေးဟေးနောက်မှကြံခဲ့တယ်။ဒီကလေးလေးဟာလေအင်းကြီးမဘူးယူရမှာကိုမေ့သွားခြင်းမဟုတ်ပါဘူး။အင်းကြီးရဲ့ကြောင်းစေးအတွက်ဖဖမေတို့ကို အကုန်ကြမများစေချင်တာကြောင့်တမင်မယူခြင်းဖြစ်လေရဲ့မုတ်စားစင်းချိန်မှာစာရည်ရုပ်ဆွဲနေတဲ့အင်းငိမ့်ဖို့ဘဘမလိုအပ်ပါဘူးတခါတရံခေါအောင်တဲဝင်ပြီးအခြားတငယ်ချင်းများနဲ့ကစားတယ်မူလာတဲ့အကြောင်းသူဘဝကပျော်ရွှင်ပွဲရကောင်းလာပါတယ်အင်းငိမ့်အင်းငိမ့်ရှိလားအခန်းဘဝကခေါ်တဲ့ကြောင့်လှမ်းကြည့်လိုက်တော့မမခိုင်ဖြစ်နေတယ်ဘေးမှာတင်းတငယ်ချင်းနှစ်ယောက်လည်းပါပါသေးတယ်အင်းငိမ့်လောင်းလီကို ငါ့ကိုဒေါ်ဝါပွင့်ဆန်ကဒီလိုစာအုပ်ကလေးဝယ်ခဲ့ပြီးဒေါ်ဝါပွင့်ဆန်ကကြောင်းမြင်မှာမဟုတ်လားမမခိုင်အေးလေရော့မြန်မြန်သွားမတို့ခိုင်းနဲ့လာပေးလက်မမခိုင်လက်ထွက်သွားတော့အေးငိမ့်ငါမင်းနေအားတော့ပဲကြောင်းဘဝစီပြေးထွက်ခဲ့ရတယ်ကြောင်းတဲ့တန်ကြောင်မခောက်ခင်ကြောင်းဝင်းလေးကိုအမိပေးအောင်မှဖြစ်မှာပါတိုးတော့အင်းငိမ့်စူတောင်းမပြေးပါဘူးလမ်းတော့မှာပဲတန်ကြောင်ခောက်တန်ကိုကြားလိုက်ရပါတယ်သွားပါပြီ ကျောင်းဝင်းထဲကိုဝင်တော့ဂိမ်းဆောင်ဆရာမကကျိုးကြောင်မိမြက်ပြီးစာအုပ်ဝင်နေရတဲ့ကျောင်းပြောတော့လွတ်လိုက်ပြင်မဲ့လေအင်းငိမ်းတို့ခန်းမှာရိုက်ကြမ်းနေသင်ကြားဆရာမအချိန်ဝင်နေတာကိုမြင်လိုက်ရပါတယ်မမခိုင်ကိုစာအုပ်ပေးပြီးတဲ့နောက်ပြန်လာတဲ့အခါအင်းငိမ်းစာသင်ချိန်နောက်ကျမှရောက်တာကြောင့်ဆရာမကရိုက်လီတော့တယ်အထီးထင်းဆုံးကရှင်းပြနေတဲ့အင်းငိမ်းရဲ့စကားတို့ဆရာမကနားမထောင်ခြင်းတဲ့ပုံစံမယုံကြည်တဲ့ပုံစံတွေနဲ့အစော့မတ်နေလို့နောက်ကျတယ်လို့သာ ထင်ရဆွဆွဲပြီးရိုက်ပါရဲ့ဖင်းကနေဖြစ်သွားတဲ့နာကျင်မှုတံကိုအန်ကျိတ်ခံရင်နေရီတစ်စက်ကလင်ကနေကျဆင်းလာရဲ့အသားနာရီတော့မဟုတ်ပါဘူးရှင်နေကနာကျင်တာကြောင့်ဖြစ်ပါရဲ့မျက်နှာညှိုးညိုးငယ်ငယ်နဲ့ပြန်လာတဲ့အင်းကြီးကိုကြည့်ကဖောဖမေကဘာဖြစ်လာတာလဲပြပြတလဲမေးရှာတယ်အင်းကြီးတမိเจ้าမှာဘာဖြစ်လို့လဲအင်းကြီးကဘာမှပြန်မပြေဟဲ့ဘလို့ဖြစ်လို့ညှိုးငယ်နေတာလဲလို့ဒီတခါတော့ တင်းထားသောစိတ်တို့ကြသွားပြီးဟီးကနေငိုချလိုက်တော့တယ်ဟောတော်ဟောတော်ဘလို့ဖြစ်တာလဲဖဖမိကနားကိုလာထိုင်ရင်းပြီးတော့အင်းချင်းကကြောင်းစုံပြောပြလိုက်တဲ့ခါဟဲ့တော်ခလေးကိုကွယ်ဟွန်းဖဖမိကတပြင်းရှည်ကြီးကိုချတယ်အုပ်စောင်းထဲမှာရှစ်ပြုံသီးဟင်းနဲ့ငါးကျော်ရှိတယ်နော် သမီးစားနဲ့ဖဖမိအပြေခဏသွားအောင်မယ်ခဏနေတော့ငိုရာကထပြီးခြေတလုံးတွေကိုလှန်ကြည့်တဲ့အခါ အရှိုးရာတွေကထင်းသားပေါ်နေတယ်။အုတ်ဆောင်ကိုဖြန့်ကြည့်လိုက်တော့ပင်စင်းအိုးကြီးချက်တာတွေရွှေပြုံသည်ဟင်းမွေ့မွေ့လေးကိုတွေ့ရလေတယ်။ဇလုံးမကတစ်ချက်ယူပြီးထမင်းထည့်ရွှေပြုံသည်ဟင်းနဲ့အားရပရနေကစားပါတယ်။အင်းငိမ့်ဟဲ့ကောင်မအင်းငိမ့်ဟမ်အမခိုင်တန်ပဲစပွဲဝိုင်းမှာထိုင်နေရမှာလှဲ့ကြည့်ရောမမခိုင်ကမျက်နှာနီနီနဲ့အိမ်ထဲကိုဝင်လာတယ်။ဟဲ့ကောင်မကြီးကဘာကိစ္စနဲ့ငါ့ကြောင့်ရက်ခံရတယ်ပြောတာလဲဟမ် ဟမ်တမီးဘာမှမပြောဘူးညီးပြောလို့ဖွားကအမေကိုလာတိုင်းတာဗောအမေကငါ့ကိုရိုက်တယ်ကောင်မညီးကြောင့်ပြောရင်မှကေးသွေးခိုင်ကအင်းကြီးစပင်တို့ကအားရပါရဆွဲတယ်အာမလောက်ပါနဲ့မမခိုင်ညီးကမြငါခိုင်းတာမကြည့်နဲ့တဲ့ပုံစံနဲ့ကြောင်းနောက်ကြမဆွဲမြန်မြန်လောက်ဗောဘလို့မှမမေ့တာပါမမခိုင်ရဲ့အင်းမလောက်ပါနဲ့မမခိုင်ကေးသွေးခိုင်ကစပင်တွေကိုမလို့ အင်းထဲမှာလက်တစ်ဖက်ကထမင်းစားနေရမို့တစ်ဖက်ကမကင်နိုင်။နာကျင်လွန်းလာတာကြောင့်မျက်ရည်များကပူပူပေါက်ပေါက်ကျလာလေရဲ့။ဟဲ့ဟဲ့အမလေးဘာဖြစ်ကြတာလဲ။ခိုင်ခိုင်ညီမလေးကိုမလုပ်ရဘူးလေ။ဈေးရောင်းရကပြန်လာတဲ့ကြီးကြီးရင်ကလက်တကာကနဲ့တားတဲ့အခါကေသွေခံကမီးဝင်းတောက်နေတဲ့မျက်လုံးများနဲ့လက်ကြည့်ပါတယ်။အလုတ်စီချင်းအောက်ကောင်မကိုဆုံးမထားလေ။မလုပ်ပါနဲ့တမီးရဲ့။ပြောခါမှာကေသွေခံကဘာစိတ်ကူးရတယ်မသိဘူး။ ဇပင်တွေကိုလွတ်ကအင်းရင်းသမင်းမကန်တွေကနေဖတ်ထားတဲ့သမင်းတွေကိုယူပြီးအင်းရင်းမျက်နှာပေါ်ကိုအတင်းပွတ်တော့တယ်ဟဲ့ခိုင်ခိုင်ညီမရိုင်းလိုက်လားပြောနေရို့ကြည့်တဲ့ခိုင်ကအင်းရင်းနောက်ကျောက်ကိုရှောင်းနဲ့ကန်ကခေါင်းပေါ်တင်ထားကြပေါ့အလကားမိမမရှိတဲ့ကောင်မကိုဖူးဖူးမှုန့်နေကြကောင်မကြည့်နေကေသွေးခိုင်ကိုလာမစမ်းနဲ့ကေသွေးခိုင်ကအနားမှာရှိတဲ့ခွေးရှင်ကိုတလုံးကိုကန်ချောက်ကထွက်သွားလေရဲ့ အေဂျင်မျက်နှာတစ်ခုလုံးသမင်းနဲ့ပေးကြံပါမျက်စိထဲမှာဟင်းပတ်တွေဝင်နေတာကြောင့်မျက်လုံးကိုချက်ချင်းမပွင့်နိုင်ပါဘူးသပင်းကိုအားမနဲ့ဆွဲဆောင်ခံထားရတဲ့အတွက်ဥယျာဉ်ပြားတွေကလည်းဆက်ဖင်းဖင်းနဲ့အသေးခံအောင်နာကျင်နေတယ်လာလာသမီးခံခံကမယိုင်းလိုက်တာကြီးကြီးရင်ကပြောရင်အေဂျင်မျက်နှာကိုအသားရတစ်ပေးရဲ့ရှင်နဲ့အတူမျက်ရည်ပူတွေကစီးတာမရှိကြလာကြတယ်တနေ့တည်းမှာပဲနာကျင်စရာတွေကအဆုပ်ပြုံလိုက်တိုးဝင်ကြတယ် အင်းငယ်မရှိတော့တဲ့အမေကိုစိတ်ထဲကကြိတ်ကတန်းတမိတယ်။မိမိသာရှိရင်ဒီလိုတွေဖြစ်ချင်မှဖြစ်မှာ။ဟုတ်ကဲ့ပါဗျာ။လိုင်းနဲ့လေနဲ့မုံတိုင်းနဲ့ဆိုတဲ့ဇလန်းလေးရဲ့အပိုင်းတွေကိုတော့ဒီမှာပဲချက်နောက်ခင်ပြပအောင်ခင်ဗျာ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ SKD Horror Myanmar Channel လေးကို Subscribe လုပ်သွားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။